ှာကန်းချစ်သွားတင်သလားဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ရဆိုလို့ရှိရင်တော့သွားတင်တယ်။အဲ့ဒါကြောင့်မို့လို့ငွေဆောင်ကန်းချစ်ကိုသွားကြရဲပေါ့နော်။အဲ့လိုသွားနေရင်လည်းငွေဆောင်ကန်းချစ်အကျော်မှာဆင်မဆိုတဲ့ရွာလေးရှိတယ်။အဲ့ဒီမှာအတီးရှိလို့အဲ့ဒီအိမ်ကိုအရင်သွားလိုက်တယ်။မိုးတွင် ဖြစ်နေတော့အဲကားကတော့ရွာထဲတည်သွားလို့မရဘူးခုနလိုမျိုးပွဲပေါက်နေလို့ပေါ့နော်အဲတော့သူတို့ cycle နဲ့လာချိုးပေးတယ် အခုကဒါရွာနေထွက်လိုက်လို့ရှင်လုံးဝကန်းကြေပဲဒါမိုးရွင်းတော့လုံးဝ view ကမိုက်စာအခုကရေတက်နေတော့ဟိုဘက်ကဖျားလေးရှိတဲ့ကျွန်းကိုတွားလို့မရသေးဘူးမိုးရွင်းမဟုတ်တဲ့အချိန်ဆိုလို့ရှင်ဒီကန်းကြေမှာကနန်းနီလေးတွေရှိရစားလို့တော့မရအောင်နောက်ရက်ကျတော့သူတို့ကအဲကျွန်းကိုလိုက်ပို့ပေးတယ်ပေါ့နော်ကျွန်းကလုံးဝလုံးဝ ဘသူမှမရှိဘူးသွားတဲ့သူလည်းနေတယ်ဒီငါးဖမ်းတဲ့သူတွေနဲ့ဒေသခံတွေကလွယ်လို့ရှိရင်သွားတဲ့သူကလုံးဝမရှိဘူးအဲအကြောင်းမလို့သူတို့ကအဲကျုံးပေါ်မှာစားဖို့ဆိုပြီးတော့မှထမင်းချိုက်စီစဉ်ပြီးထည့်ပေးလိုက်တယ်ဒီမှာကြတော့လေဟိုပြည်ကြီးငါးတို့ရေပဝဲတို့သူတို့ကရေမြောက်တို့ရေဝက်တို့အဲ့လိုမျိုးခေါ်တာပြီးတော့ဒေသခံတွေကအဲ့ဒီအစားအစာဆိုရင်မစားကျင်ကြတော့ကိုရီတွက်ကတော့လုံးဝပဇွန်တို့တို့ပြည်ကြီးငါအကိတ်ကြီးတို့ဆိုတာလုံးဝရှယ်ပဲ ကျွန်းကိုရောက်တဲ့ခါတော့ကိုရီသွားလေတဲ့9ရောက်ပဲရှိတဲ့ခါကျတော့လုံးဝ private ပဲပထမဦးဆုံးအဲကိုရီပဲနားမထိုင်မလဲဆိုတဲ့နေရာကိုအရင်ရှာရတယ်ဗောနော် တောင်မြဲမှာကထိုင်လို့ကောင်းတယ်ဆိုပေမဲ့လည်းနော်နည်းနည်းလေးငြိမ်လိုက်ပြီဆိုတာနဲ့ဝင်းကစော့ကောင်းတို့ဘာကောင်းလေးလည်းမသိဘူးအဲ့ဒါကြီးတော့အများကြီးရောက်လာတယ်အစားတောက်ပါလာရင်ပိုဆိုးသေးတယ်တရင်ကျတော့ကလာတော့ကဒီနေရာမှာ view ကလုံးဝရှယ်လာတယ်ရေကလည်းကြည်ရအောင်ကကြမ်းမြင့်နေတိအကုန်မြင်ရတယ်အခုမိုးတွင်းကရေကတော့နည်းနည်းနောက်တယ်ဆိုပေမဲ့ view ကလည်းမိုးရွာပြီးစနေတာတဲ့ချိန်ဆိုရှင်တိမ်နေရောတော်တော်လာတာ စားမယ်တောင်းမယ်ရေစော့မယ်ဆိုတော့အဲပါလာတဲ့ဘူးလေးတွေကိုအေးနေအောင်လို့ဆိုပြီးတော့မှအားရေစိမ့်တာပေါ့နော်တဲတဲ့ကျင်းတူးပြီးတော့မှအထဲမှာစိမ့်တာတော့ဟိုနေပူကြောက်အရန်ပြူမသွားအောင်လို့ပေါ့နော်တယောက်ကတော့နှမ်းလာဖြူနေပါတယ် လုံးဝကိုယ့်အချိန်ပဲပေါ့နော်ကျောင်းပေါ်မှာကိုယ်တွေပဲရှိရဲဆိုတော့ငါးများတဲ့သူကငါးများရေဆော့တဲ့သူကရေဆော့အဲလှဲအိပ်ပြီးတော့မှနေပူစားလုံတဲ့လူကနေပူစားလုံကိုကတော့ဗီဒီယိုတွေလိုက်ရိုက်နေတာပေါ့နော်ကိုကရေသိမ့်မကူတတ်တဲ့အခါကျတော့ဒီလိုအောက်ခွက်လေးလိုဖြစ်နေတဲ့နေရာလေးမှာပဲရေလိုက်စိမ့်ပြီးဆော့တယ်ကြောက်ခဲတွေများတဲ့အခါကျတော့ခြေတော့လဲရှာတယ်

လိတ်သားရဲ့ပဇွန်ရဲ့ပြည်ကြီးငားရဲ့ငားပါကင်လိုက်တာရှယ်ပဲငွေဆောင်ချောင်းတာဘက်ကလေအဲ့ဒီ site ရဲ့အစားအစာကလေတော်တော်အရသာရှိတာဘလို့ရတာမှန်းအောင်မသိဒီဘက်မှာ light ချက်လေဟိုရတာကနည်းနည်းกว่าတယ်သူတို့ကဘလို့ချက်ချက်စားလို့လည်းကောင်းတယ်အဲ့တော့စာရင်နဲ့တောင်းမယ်ဆိုတဲ့ခါကျတော့ခုနကရေစိမ့်ထားတဲ့ဟာလေးတွေကိုပြန်လာဖို့ တဲရီဖုံးနေရဆိုတော့ရေတန်းနဲ့တော့ပြန်စီရတာပေါ့နော် Cheers အမြော်လားတော်မြော်လားဘောလို့ဟိုးငါတော့လေကျစ်ပတ်ပတ်ရတော့အဘလို့ချက်ထားတယ်ဒါလည်းစားရတယ်လား จัดไดหัวควายยั่วจัดไดอันนี้อ่ะใช่ล่ะหลูด้วยจู๊ดอ๋อเนี่ยแหละบากาวมาบ่ซิดอกทุกข์ไปเนี่ยเนี่ยไม่ไปอยู่ตัวเปียวราอยู่ซูเอ้တော့မဲ့လူရှင်းလာစေလို့။ဒါကြီးဟိုအိန္ဒိယကဘာလုပ်တာ။အိန္ဒိယကဘာ။အခုမကိုင်းနဲ့လေ။အဲ့ဒါကိုင်း။ဟာမင်းကိုင်း။ဟိုဘယ်လိုပြောလဲ။အေးကွာ။ဘာလို့တက်ပြီးသေတဲ့လူသေအဲ့လို။အာအာ။ ကူကပြစ်တာဘုံကန်ရဘာမှတော့မဖြစ်ဘူးလေပြစ်တော့မှကြောက်လို့ဒါတခုပါအမျိုးသားရကောင်းနှစ်ဖက်လုံးနှစ်ဖက်လုံးလို့ရကောင်းကျွန်တော်ဒီဖက်ကောင်းဟုတ်ဟုတ်ရကောင်း CQ ကမလို့ခေါ်တဲ့ပင်လယ်မြို့ကိုဟိုဆက်စုပြီးတော့ဟိုလေးပြန်လာကြရပေါ့နော်ရေလည်းတက်လာပြီဆိုတော့ဒီကြောမှာအယူတစ်ခုရှိတာအတွက်ဂဒါတီတချင်းဆိုလို့မရအောင်လှိုင်းကြီးတက်တယ်ဆိုတဲ့အယူအဆရှိတယ် ဒါပြီးခဲ့တဲ့သတင်းကျွတ်တော့အသွားတော့ပေါ့နော်ရေကကြည်စိမ်းမျိုးမှလုံးဝဒိုင်ပင်အောင်ထိုးချလို့ရတယ်။ညနေဘက်ကျတော့အဲ့ဒီရွာထိပ်မှရှိတဲ့ဒီဇေဒီလေးဘက်ကိုပဲလမ်းလျှောက်ထွက်လာခဲ့ကြတယ်။အကလေးတွေကခရုကောက်တဲ့သူတွေရှိတယ်။လာပြီးစော့ကြတဲ့သူတွေလည်းရှိတယ်။ကြောက်ရပြီလေဘာတွေရလဲ။အော်အများကြီးပဲမတူတာတွေ။ဘာလို့စားမှာ။ဟမ်။စွပြဟင်းကြော ရန်ကုန်မှာဈေးကြီးဝယ်စားတဲ့ဟာတွေကိုသူတို့ကငါးဖန်းလေးကတ်တာနဲ့အိမ်တွက်ဟင်းစားဆိုပြီးတော့အဲ့လိုတပုံးတပုံးပေးလိုက်တာမျိုးရှိတယ်သူတို့ရဲ့ delay ပေါ့နော်နှစ်ရက်လောက်နေပြီးတဲ့ခါကျတော့ဒီဘက်ငွေဆောင်ဟိုတယ်ဘက်ကိုထွက်လာခဲ့ကြတယ်တွေ့တဲ့အချိန်မှာဟိုတယ်ကတော့လူရှင်းတယ်အဲရာဒီဥရုကလည်းတာရရဲမိုးဖျောက်ဖျောက်ဖျောက်တော့ရွာတာပေါ့နော်အဲမိုးတွင်းဆိုပေမဲ့အရင် heavy ရွာမနေဘူးဒါပေမဲ့ဟိုပင်လေလှိုင်းလုံးကတော့ဟိုပါဖြစ်တယ်လှိုင်းကြီးတယ်လို့ပြောရမှာပေါ့နော်လေလည်းနည်းနည်းတိုက်တယ် တော့ငါရဲ့လက်ကမ်းတွေအကိုတဆွမ်းငလောင်းလီယောင်အနှွေးတပီးကေဒီရှင်ဝင်နေကိုပင်ကြတ်တော့မရှိလက်နေလိုက်မာရတဲ့တလုံးအလိုအဆုံးက နောက်နေ့တော့ငွေဆောင်မှရှိတဲ့ငွေကျွန်းဘက်ကိုသွားခဲ့တယ်။ငွေကျွန်းကရရရောက်ဘူးတဲ့ထင်တာတခါမှမရောက်ဘူးပဲ။အဲရေကျနေတဲ့ချိန်ဆိုတော့အေးစီစီပဲပြီးတော့ဧည့်သည်လည်းမရှိဘူး။ area ကလေးတွေကနောက်ကနေတကောက်ကောက်လိုက်ပြီးတော့မှငွေရှိတဲ့နေရာကိုပေါ့နော်လိုက်ပြီးတော့ရှင်းပြတယ်။ပြီးတော့ဓပုံလည်းရိုက်လို့ရတယ်ဆိုပြီးတော့လည်းဓပုံရိုက်ပေးတယ်။သူတို့ရိုက်ပေးတဲ့ဓပုံတွေကတော်တော်လာတာ။ နှစ်ညရဲ့၃ရက်လောက်နေတာဆိုတော့ဘာမှလုပ်ရမရှိတော့ရေကူးတောင်ပေါ်သားတွေကရေမတွေ့ဘူးလို့လားမသိပါဘူးရေတဲရကိုမထွက်တော့ဘူးနှိုင်းနေရကြီးတွားရလဲအဝေးယူမနှဲပြန်ခေါ်ယူရတယ်နောက်ဆုံးတော့သူတို့ခြေကုန်းလက်ပန်းကျသွားပြီမကူးနိုင်တော့ဝိဆောင်มาပဲဖြစ်ဖြစ်ချောင်းတာมาပဲဖြစ်ဖြစ်အကြိုက်ဆုံးကတော့ချက်ဖို့တွေပဲ ဘလောက်စားစားမယူနောက်မိုးအေးအေးလေးနဲ့တောင်ပြန်ပေါ်မှာကားလေးတွေပက်စီဘူးမှမရှိဘူးကိုယ်တွေပဲရှိတယ်အေးချမ်းချမ်းပဲဒါကြောင့်မို့လို့မိုးတွင်မှာကန်းချီကိုတတ်တက်ပါတယ်